အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာအကားတော်ရဲ့အကားတော် official youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် channel ကနေဒီကနေ့မှတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာလံကောင်းလေးကတော့ဆရာအကားတော်ကိုယ်တိုင်ရေးသားထားတဲ့သုံးတီဥပဒါနဲ့ဖျားတအတွဲခွနဲ့စာစဉ်17ပဲဖြစ်ပါရဲ့ခင်ဗျာဒီဇာလံလေးကိုတော့ကျွန်တော်လင်္ကာကြောင့်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇာလံလေးကိုမတင်ဆက်ပေးခင်မှာလဲကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာ ခံစားနှဆိုင်အားပေးကြပါဦးနော်ဘူရှက်စီနဲ့တပည့်တွေကကျုပ်တို့ကိုတနက်တွေနဲ့ထိုးချိန်လိုက်ကြတယ်ကျုပ်တို့လွှဲထားတဲ့လွယ်ရည်တွေကိုတင်ယူလိုက်ပြီးတော့အဲ့ဒီရေတံတားတွေကဟော်ရီဂူကြီးရဲ့တနေရာမှာရှိနေမှာပဲငါတို့ကဂူထပ်ပိုင်းကိုနှက်နေအောင်ရှာပြီးပြီကွာအဒီတော့မင်းတို့တွေကဂူအောက်ပိုင်းကိုဆင်းပြီးတော့ရှာပြီးရအမောင်ထဲမှာကျုပ်တို့ကဘယ်လိုရှာမလဲဗျမမောင်တားလေသူကောင်းမှာပက်ထားတဲ့ဓမီလေးကိုဖြုတ်လိုက်ပြီးတော့အကိုကြီးရဲ့ကောင်းမှာတက်ပေးလိုက်တယ် တခုပဲရမယ်ကွာမင်းတို့သွားကြတော့လူသုံးယောက်ကိုဓာမီတခုတည်းနဲ့ဘယ်လိုသွားကြမလဲဗျာဒါပေမဲ့ဟိုလူတွေကတနက်နဲ့ချိန်ထားကြတာဆိုတော့ကျုပ်တို့သုံးယောက်ကလည်းမသွားချင်ပေမဲ့ဆင်းသွားတော့တယ်ကျောက်ကလည်းတဖြည်းဖြည်းနဲ့မက်ဆောက်လာတယ်ဗျဂူရဲ့ကျမ်းမြမှာလည်းရေတွေနဲ့ဆိုတော့ချောနေတယ်အရှင်နောက်ကိုရောက်တော့ကျမ်းမြက45ဒီဂရီလောက်ကိုစောင့်ကြသွားတယ်ကျုပ်တို့သုံးယောက်ကလည်းမတည့်ရလို့မရတော့ဘဲဖင်တွေဆွဲပြီးတော့ထိုင်လျက်စားဆင်းလာခဲ့ကြတယ်ရေစီးထားတဲ့နေရာတွေကအထစ်ထစ်ကလေးတွေဖြစ်နေတယ် အဲ့ဒီအထက်ကလေးတွေကိုလက်နဲ့အသာကုတ်ကန်ရင်းနဲ့ဆင်းလာခဲ့ကြရတယ်။အဲ့မောင်တစ်ခါပြောခဲ့ဘူးသလိုပဲကျောက်ကူကြီးကဘလောက်နဲ့မှမသိအောင်နဲ့တယ်ဗျ။ဆင်းလာကြရင်းနဲ့တနေရာရောက်တော့ကျောက်လက်ကလည်းချောပြီးတော့ကျောက်ကူတွေကိုရှော့တိုက်ပြီးတော့ကြာသွားတယ်။ဥပဒါကျောက်အင်းကြီးလည်းကုတ်ကိုသူ့လက်နဲ့ဖမ်းဆွဲလိုက်တယ်။ဒါပေမဲ့အရှင်အများလို့ကျောက်တို့နှစ်ယောက်စလုံးကလည်းဖင်တိုးတဲ့ရှော့ကြပြီးတော့ဂူကြီးရဲ့အောက်ကိုကြာသွားခဲ့တယ်ဗျ။ကျောက်ကလည်းအံကုန်ဟစ်ပြီးအော်နေမိတယ်။ လက်ကစမ်းမိဆိုင်ရောင်ကိုဆိုင်ရင်တဏီအောင်ရောက်တော့ကျမ်းမီအနေခြုံထက်နေတဲ့ကြောက်တုံးကြီးတစ်ခုကိုလက်နဲ့ဖမ်းကင်မိလိုက်တယ်။ရှိသမျှအားနဲ့ကြောက်တုံးကြီးကိုကုတ်ဖက်ထားရတယ်ဗျ။အနောက်ကနေကြလာတဲ့ဥပဒါလည်းကြုတ်ချက်တော့ကိုလှမ်းဆွဲလိုက်ရတယ်။ဒီတော့မှကြောက်တုံးညော်စလုံးကလည်းရက်သွားကြတာ။အကိုကြီးကတော့တော်တော်ဝေးဝေးမှကြံနေခဲ့ပုံပဲ။မီးအောင်တော်မှမမြင်ရတော့ကျုပ်တို့ကလည်းဂူတဲကနေအတန်ကိုဟဲ့ဝင်နေမိတယ်။ဥပဒါကလည်းခြေတော့ကိုဆွေးရင်းနဲ့ကြောက်တုံးကြီးကိုလက်နဲ့ဖမ်းဆုပ်ကင်လိုက်တယ်။အလက်ကောင အော်မနေနဲ့ကွငါတို့အော်တော်ကိုသူတို့ကကြားကျင်မှာကြားအောင်မှာကွဥပဒါလေးဗျာပညာတွေတက်နေရဲ့သားနဲ့ဗျာဒီလူဆိုးတွေကိုပညာပေးလိုက်တာမဟုတ်ဘူးဟိုဘာဖြစ်လို့သူတို့ခိုင်းတဲ့အတိုင်းလုံးဝတာလဲဗျာအော်ဒီထီရောက်လာပြီမှာတော့ရေနာတွေမယူဘဲနဲ့ပြန်သွားရင်နှမျောเสียရကြီးကွဟိုဘာဗျာဥပဒါရေနာတွေကိုမှန်မောနေပြီလားဟာအရင်တော့ရွှေတွေငွေတွေကိုဘာမှစိတ်ဝင်စားတဲ့ဥပဒါကအခုကြမှာရေနာတွေကိုမှန်မောရတယ်လို့ဗျာ ဟောသုံးညလို့မဟုတ်ပါဘူးကွာဖះထာမနာတွေလို့ပြောတယ်မဟုတ်လားကွာကျိုးတော့လည်းစကားပြောနေနေအသက်ရှူတွေကြက်လာတယ်မသိရင်ရေကူးနေရတယ်လို့ပဲဗျာချွေးသေးတွေကလည်းဒီကိုလုံးကိုပြန်လာတယ်ဟိုအောက်မှာအောက်ဆီဂျင်လဲပုံရတယ်အလက်ကောင်ရဥပဒါလည်းမီးတောက်တစ်ခုကိုဖန်တီးလိုက်နေဗျအဲ့ဒီမီးတောက်တောင်မှတရှဲရှဲနဲ့အတန်မြီပြီးတော့မီးငြိမ်သွားတယ်မီးတောက်လင်းနေတဲ့အချိန်လေးမှာလှည့်ပဲကြည့်လိုက်တော့ကျုပ်တို့ညာဘက်အောင်နားမှာအပေါက်တစ်ခုကိုတွေးလိုက်ရတယ်ဗျအခုဘောဝါကလေးတစ်ခုဖြစ်မယ်ဗျ ငါတို့ဒီမှာကြာကြာနေနိုင်မှာမဟုတ်ဘူးလဲကောင်ကြီးဟိုမှာဂူပေါက်ကလေးတခုတွေ့တယ်ကွာဟိုရေတနာနေမြားအဲ့ဒီဂူပေါက်ထဲမှာရှိနေမလားဥပဒါရဲ့ဥပဒါလည်းချောနေတဲ့ကျမ်းမျိုးအသာလေးကုတ်ဖက်ပြီးတော့အောက်ကိုဆင်းချသွားတယ်ကျုပ်ကလည်းဥပဒါဆင်းတဲ့အတိုင်းလိုက်လာနေမကြခင်မှာဂူပေါက်ဝရဲ့အရှိအကြောက်တုံးမဟုတ်ခြေချမိတယ်ဂူပေါက်ဝလူတယောက်ဝင်နေတဲ့အရွယ်ကျေးတယ်ဗျဥပဒါလည်းအရှိအနေဂူထဲကိုဝင်သွားတယ်ဂူထဲမှာတော့မိတော့ကလေးတခုကိုဖန်လေးလိုက်ပြီးတော့မိတော့ကလေးကမငိမ့်တော့ဘဲနဲ့တောက်လောင်းနေတယ် တချက်တချက်လေတက်တယ်လို့မျိုးဖြစ်ပြီးတော့မိတောက်ကလှုပ်လှုပ်သွားတယ်ဒီကူပေါက်ထဲမှာလေရှိတယ်လက်ကောင်ရကျောက်တို့ဆက်လာရင်တဏီအောင်ရောက်တော့လူတယောက်ကဂူရဲဘေးဘက်ကကျောက်တုံးကြီးရဲ့အနောက်ကနေထွက်လာပြီးတော့ကျောက်တို့တနက်နဲ့ထိုးချိန်လိုက်တယ်ဟမ်အဖအဖကြီးတို့ပါလားဟောအဲ့မောင်ခမောင်မသေးဘူးနော်အဲ့မောင်လည်းကျောက်တို့နောက်ကိုလှန့်ကျော်ကြည့်လိုက်ရင်ဟိုခမောင်တို့နှစ်ယောက်သေးပဲလားဟိုလူတွေမပါဘူးလားမပါဘူးကွာငါတို့ကြီးပဲဆင်းလာကြတော့ ဒီတော့မှအိုက်မောင်ကလည်းတနက်ကိုချားလိုက်တယ်ဗျသူချက်တော့တစ်ဖက်ကထော်ကျိုးထော်ကျိုးဖြစ်နေတာကိုတွေးလဲရအိုက်မောင်ကကြောက်တုံးကြီးရဲ့ဘေးနားမှာထိုင်ချလိုက်တော့မှသူ့ဘောင်မှာတနက်ကြီးဝင်ထားတဲ့အရာကြီးမျိုးသွေးတွေစီကြနေတာလည်းမနေဘူးဟောအိုက်မောင်ထန်ရထားတယ်ဥပဒါလည်းအိုက်မောင်ရဲ့အနီးကိုသွားလိုက်ပြီးတော့ဒံရောင်ကိုဒရင်းနဲ့ထွေးထဲလိုက်တယ်အိုက်မောင်ဆိုရင်អော်လိုက်တာပြောမနေပါနဲ့ဗျာပြီးတော့ဥပဒါလည်းသူပစိုးရဲ့အောက်ဘက်အဆုံးကိုဖျက်ချလိုက်ပြီးတော့အိုက်မောင်ရဲ့အနာကိုပတ်တီးပတ်တလို့စီးနှောင်ပေးလိုက်တယ် နောက်တော့ပတိရအပေါ်လက်တင်ပြီးတော့တခုခုမဲမှုန်နေတယ်။ဟိုအဖကြီးဘာလုပ်တာလဲဗျ။ဩငါတက်တော့ပညာနဲ့မင်းကိုကုပေးတာပါကွာတိတ်မကြခင်သွေးတိတ်သွားလိမ့်မယ်ကျုံနဲ့ဥပဒါလည်းမုံမုံနဲ့အဲ့မောင်ရဲ့ဘေးနားမှာထိုင်ချလိုက်တယ်ကြောက်ကူရဲ့အမိုးပေါ်ကနေတရောင်းတောင်းနဲ့ကြာနေတဲ့ရေစက်လေးတွေကိုပါဇက်နဲ့ခံတော့ရတယ်ဗျရေစက်ကလေးတွေကလည်းအေးဆန်နေတာပဲဗျဟိုခမောင်ခမောင်ဘလို့ဖြစ်တာလဲအဲ့မောင်ရဲ့အဲ့မောင်ကလည်းမျက်နှာရှုံ့မဲ့နေတယ် ခမရတို့ခေါ်လာကြတဲ့လူတွေကအစိုးရဝန်ထမ်းတွေမှမဟုတ်တာပဲဗျဒီလူတွေကလူသိုးတွေဓမြတွေဗျဥပဒါလည်းတပြင်းချပြီးတော့ဧကွာငါတို့လည်းမင်းလိုပဲလိန်ညာခံခဲ့ရတာပါကွာဟိုကျုပ်ကတော့သူတို့ရေတခွန်အကြောင်းကိုမေးကြတဲ့ကနည်းနည်းထူးဆန်းနေခဲ့တာဟိုပုံမှန်လူတွေကရေတခွန်ရှိတာကိုဘယ်လိုသိမလဲဗျဒီရေတခွန်အကြောင်းကိုဖယ်ရှားဘူးမလဲဗျအဲ့တော့ဟုတ်တယ်အဲ့မောင်ကြီးကျုပ်ကတော့ပြန်တွေ့ကြည့်တော့မှဒီလူတွေကရေတခွန်တစ်ခုကိုရှာနေတာမဲသိတော့တယ်ဗျ အဲသူတို့ကလန်ကလေးကရေတကွန်ဆိုတဲ့အတန်ကိုကြောင်းရင်တန်တော့ဖြစ်သွားကြတယ်မဟုတ်လားဟုတ်တယ်ဗျကျုပ်ပို့ပြီးတော့တေချာသွားတာတော့ထမင်းစားတဲ့အချိန်တုန်းကပဲအဲဘိုးရှက်စီးဆိုတဲ့လူကြီးရဲ့လက်မအရင်သားမှာမိုးကျုပ်ပုံကလေးကိုစေးမင်းကြောင်ထိုးထားတာကိုကျုပ်တွေ့လိုက်ရအကျုပ်ဖေကတခါပြောဘူးတာဘုံမိုးကျုပ်ရဲ့လူတွေကလက်မရဲ့အရင်မှာမိုးကျုပ်ပုံစံအမှတ်သားလေးတွေကိုစေးမင်းကြောင်ထိုးထားကြတယ်အဲအဲ့ဒီကလေးကကျုပ်ဒီကောင်လေးကိုတတ်ပြချင်တာဗျဒါပေမဲ့ခမရတို့ကလည်းရှိနေသေးတော့ တက်ချင်းတက်လူမသိသူမသိဂူတဲ့ရောက်မှာတက်ပြင်မယ်ဆိုပြီးတော့ကြံရွယ်ခဲ့တာ။ဩခမရလေအကြံစီနဲ့ဟိုဗျ။ဟုတ်တယ်ဗျ။အဂူတဲ့ရောက်တော့ကျောက်ကဘူရှက်စီကိုတနက်နဲ့လှည့်ပြတာ။အတနက်ကြီးရထွက်ပြီးမယ်ဘူရှက်စီကိုမထီဘူးဖြစ်သွားတယ်ဗျ။မောင်ဦးဆိုတဲ့လူကလည်းကျောက်ကိုတနက်နဲ့ပြန်ပြစ်တယ်။အကျောက်တနက်ကတစ်ချက်ပဲပြစ်လို့ရတယ်ဆိုတော့ထပ်ပြစ်လို့မရတော့ဘူး။အဲ့ဒီအချိန်မှာကြောက်ချိန်မှာမိမကြီးတယောက်ကဘွားကနေပေါ်လာတယ်ဗျကျုံနဲ့ဥပဒါနဲ့ကလည်းတယောက်မျက်နှာကိုတယောက်စိုက်ကြည့်လိုက်ပြီးတော့ဟိုမိမဟုတ်လား ဟုတ်တယ်ဗျအဲ့ဒီမိမကကျုပ်ရှိမှလာရဲနေလို့သာမောင်ဦးပြည့်တဲ့ကြည်တန်းကြီးကကျုပ်ကိုမထိတာဗျအဲမောင်ဦးပြည့်လိုက်တဲ့တနေ့ကြည်တန်းကြီးကဒီမိမရဲ့ကိုယ်ကိုစိုက်ဝင်ကုန်တယ်အကြည်တန်းတရောင်းကချော်ပြီးတော့ကျုပ်ပေါင်ရင်းကိုလမ်းမှန်နေဗျကျုပ်ကလည်းအဲ့ဒီတော့မှသတိဝင်ပြီးတော့လှန်ကူတဲကိုလှိမ့်ချလိုက်တာကံကောင်းလို့မသေးတာဗျဒါနဲ့အဲ့ဒီမိမကဘသူများလဲဗျအဲ့မောင်လည်းခေါင်းခါလိုက်ပြီးတော့ဟိုအဆောင်ရှောက်တယောက်ဖြစ်မယ်ဗျအေးဥစ္စာဆောင်များလားမသိဘူးနော် ကျုပ်တို့ခြောက်လန့်လိုက်တာလေအဲ့ဒီဥစ္စာဆောင်ပဲနေမှာဗျကျုပ်ပြောတော့အဲ့မော်လည်းခေါင်းကြိတ်လိုက်ပြီးတော့ဟုတ်တယ်ဗျဒီအနာတိုက်မှာအဆောင်လျှောက်တယောက်ရှိတယ်အကျုပ်သူနဲ့တွေ့ဘူးတယ်ဥပဒါလည်းမျက်မှောင်ကျုပ်လိုက်ပြီးတော့ဟိုဒါဆိုအဲ့ဒီအနာတွေရှိတဲ့နေရာကိုမေ့တည်တယ်ဗောအဲ့မော်အဲ့မော်ကလည်းဥပဒါကိုတစ်ချက်ဆိုက်ကြည့်လိုက်ပြီးတော့ဟိုဗားလေအဘကြီးကရေနာတွေဆိုတဲ့အတန်ကိုကြားတော့လောဘစောတိုက်လာပြီလား မဟုတ်ပါဘူးကွာငါဒီလိုလာခဲ့ရတာအကြောင်းတစ်ခုရှိတယ်ကွာကျုပ်တော်မှထူးဆန်းသွားတယ်ဟိုဘလို့အကြောင်းလဲဥပဒ်သားဧတိုင်နေရှင်တယောက်ကငါတို့ခီးမထွက်ခင်တ냐အလိုရမယ်ငါ့ကိုအိမ်မက်တစ်ခုပေးတယ်။ဖရဲအတွက်ရည်စူးထားတဲ့ရေနာတွေကတိုက်ထဲကိုပြန်ဝင်ဖို့အချိန်ရောက်ပြီတဲ့ကွာ။အဒီရေနာတွေကိုတိုက်ထဲကိုပြန်သွင်းနိုင်ဖို့ငါ့ရဲ့အကူအညီကိုလိုအပ်တယ်လို့ပြောတယ်။အော်ဒါဆိုဥပဒါဒီလိုတွေဖြစ်မယ်ဆိုတော့အကုန်ကြိုးပြီးတော့တည်နေခဲ့တာလား။အစ်စ်ပေါ်လက်ကောင်ရာ ။အင်းငါလိုရွာမှာပဲနေတဲ့လူကခီးထွက်ဖို့ဆုံးဖြတ်ချက်လွယ်လွယ်ချလိုက်တာဘာကြောင့်လို့မင်းထင်တယ်လဲအလက်ကောင်။ဟုတ်တော့ဟုတ်တယ်ဗျာ။ဥပဒ္ဒါရွာကနေခီးရက်ရှိထွက်ခဲတယ်မဟုတ်လား။အဒီလိုလူကအစိုးရဝန်ထမ်းတွေလာတယ်ဆိုတာနဲ့နှွားတွေကိုပြစ်ထားပြီးတော့ခီးထွက်လိုက်လာတယ်ဆိုတော့နည်းနည်းထူးဆန်းနေတယ်လို့ကြုတ်ထင်ပြီးသားပဲ။ဟိုဒါတော့မကားသေးဘူးဗျ။လက်တစ်ချောင်းလုံးမှလည်းဟိုလူတွေကအမှုရာတွေပြက်နေတာကိုလည်းဥပဒ္ဒါဖုံးဖုံးဖိဖိနဲ့ကာကွယ်ကွယ်ပြောဆိုခဲ့သေးတာမဟုတ်လား။ဟိုဒါဆိုအဖာကြီးရဲ့ရည်ရွယ်ချက်ကဘာများလဲဗျ။ ်ဒီအနာတွေကဖျားထာမနာတယ်မဲ့ရဲနာတွေကရှေးဟောင်းပစ္စည်းတွေလည်းအများကြီးပါတယ်ဒီအနာတွေကဘသူနဲ့မှမထိုက်ဘူးကွာအဲဒီအနာတွေကဖျားတဆူဆူရဲ့ထာမနာတိုင်တန်းထဲမှာတသက်လုံးကဲယောင်းသွားမဲ့ရဲနာတွေပဲကွာမင်းတေချာစဉ်းစားကြည့်တယ်မှာအဲ့မောင်ရဒီအနာတွေကြောင့်မင်းအဖေနဲ့အမေလည်းတေခဲ့ရတယ်မဟုတ်လားဒီအနာတွေဒီမှာရှိနေသေးဒီလိုတိုင်မျိုးတူးတဲ့လူတွေကရောက်လာကြအောင်ပါပဲကွာအင်းငါရဲ့အကြံစီကတော့ဒီအနာတွေကိုဖောက်ထုတ်ပြီးတော့သူနဲ့သက်ဆိုင်တဲ့တိုင်တန်းလေးကိုဖြစ်ဖြစ် ဖယားတဆူဆူရဲ့ထာမနာတဲ့ဦးပဲဖြစ်ဖြစ်မြုပ်နံသိမ်းဆဲလိုက်ချင်တယ်ကွာအဲ့မော်လည်းတွေ့တွေ့ကြီးစဉ်းစားနေပြီးတော့မှခေါင်းညိတ်တယ်ဟုတ်တယ်အဘကြီးပြောတာဟုတ်တယ်ဗျဒီအန်နာတွေကြောင့်ပဲကျုပ်တို့အကုန်လုံးဒုက္ခရောက်ခဲ့ကြရတာမဟုတ်လားဒီချိန်မှာပဲဂူတွင်းမရလေလူကြီးတယောက်ကထွက်လာတယ်ဗျဟုတ်တယ်ငါမေးငါလည်းဒီအန်နာတွေကြောင့်ဒုက္ခရောက်ခဲ့ရတာပဲဒီလူကြီးကလည်းဘွားငနေပေါ်လာတော့ချုပ်ဖြင့်လက်ဖြန်သွားမိတယ် ခမရဘလူလဲဗျဘယ်ရနေထွက်လာတာလဲငါနိုင်မေကအိုက်ဆန်ကွာဗျာဟိုအိုက်ဆန်ဆိုတော့ခမရဟိုဟိုအိုက်မောင်ရဲ့အဖိုးပေါ့အိုက်မောင်လည်းမတက်ထားရလိုက်ပြီးတော့အဖိုးအဖိုးမတည်ဘူးတော့အဖိုးအိုက်ဆန်ကလည်းခေါင်းညိတ်တယ်တေရာတဲ့ဆိုတဲ့အဖြစ်မျိုးကိုဖြစ်နေတာပေါ့ငါမေးရအိုက်မောင်ကလည်းအိုက်ဆန်ရဲ့လက်ကိုပြေးကန်လိုက်ပြီးတော့အဖိုး ဘယ်လိုဖြစ်ရတော့လဲဗျလူလူတွေပြောတော့အဘိုးကငကားခွင်းနေတဲ့ကိုကြားလို့သေပြီးတယ်ဗျအဲ့ဆန်ကလည်းတပင်းချလိုက်ပြီးတော့အေးပြောရမယ်ဆိုရင်တော့ DNA တွေရဲ့အကြောင်းအနေစပြောရမှာပဲမြေအဲ့ဆန်ကလည်းတနေရာကိုစိုက်ကြည့်နေလိုက်တယ်အေး DNA တွေကိုမရခင်တိုင်နှဲချင်းတယောက်ကငါ့ကိုအိမ်မက်ပေးတယ်ကွာ DNA တွေကိုဘုံမိုးကျိုးတော့အဖွဲကဓမြလာတိုက်တော့မယ်ဆိုတဲ့အကြောင်းပေါ့အင်္ဂါလေးရဲရွာကောက်ွယ်အဖွဲကောင်းဆောင်ဆိုတော့ ဘုံမိုးကျိုးကိုရှင်းလင်းတိုက်ထုတ်ပေးဖို့လာတောင်းဆိုတာပဲငါလည်းဘုံမိုးကျိုးတို့အဖွဲ့ကိုတိုက်ဖို့အင်အားလည်းမလုံလောက်ဘူးဆိုတော့တိုက်နှဲရှင်ကသူစီစဉ်ပေးမယ်လို့ပြောတယ်ကွာဘုံမိုးကျိုးစီကနေရင်နာတွေပြန်ရလာခဲ့ရင်တိုက်နှဲနဲ့ကိုပြန်ထည့်ပြီးတော့တိုက်နှဲကိုချိတ်ပိတ်ပေးဖို့ပြောလာတယ်နေပေါင်းဦးရဲ့ဆန်တိုက်နှဲရှင်ကဘုံမိုးကျိုးတို့ကိုမတားဆီးနိုင်ဘူးလားငါလည်းအဲ့ဒီအရာကိုသိကျင်ခဲ့တာပဲကွာတိုင်နှဲရှင်ကဘုံမိုးကျိုးစီမှာအဆောင်ကောင်းတစ်ခုရှိတယ်တဲ့ကွာအဲဒါကြောင့်ပဲတိုင်နှဲရှင်တွေကရန်ပြူးလို့မရဘူးတဲ့ အလူသားချင်းချင်းရံပြုတ်မှရနိုင်မယ်ဆိုတာပဲကဲဆက်ပြောပါဦးမြာအေးသူပြောတဲ့အတိုင်းငါတို့ကစီစဉ်ကြတယ်ကွာအဘုံမိုးကျောရဲနာတွေကိုတင်းယူပြီးတော့ပြန်လာမှာအခြားတမယောက်အဖွဲ့ကဝင်ရောက်တိုက်ခိုက်ကြတယ်နှစ်ဖက်ကပြန်လည်ပြစ်ခတ်ကြရင်းနဲ့သေတဲ့လူကလည်းမနေဘူးနှစ်ဖက်ဘွဲတွေကတော်တော်များများသေကုန်မှငါတို့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်းဝင်တိုက်တယ်အဘုံမိုးကျောတို့အဖွဲ့ကလူတွေကထွက်ပြေးကုန်ပြီးတော့ဘုံမိုးကျောတယောက်ပဲကျန်နေဘုံမိုးကျောကလည်းတော်တော်မလွယ်တဲ့လူပဲကွာသူ့ကိုဘလို့မှတိုက်ခိုက်လို့မရနိုင် ငါနဲ့နှစ်ပတ်လုံးကြာရင်လည်းဘုံမိုးကျိုးရဲ့လေပင်ကအဆောင်လေးကိုဆွဲဖြုန်နိုင်ခဲ့တယ်။ဒီတော့မှဘုံမိုးကျိုးကိုတတ်လို့ရခဲ့တာကွာ။ဟိုသူသေးတော့ရင်နာတွေကိုတော့ပြန်မပေးဘူးလား။အိုက်ဆန်ကလည်းခေါင်းကိုဖြည်းဖြည်းချင်းနှိပ်ပြီးတော့အေးဒါတွေအကုန်လုံးကငါအမားတွေပါကွာ။တစ်တာကြီးခုနှစ်လုံးသားရင်နာတွေကိုမြင်လိုက်ရတော့ငါလည်းလောဘတက်မိသွားတယ်။အေးဒီချိန်မှာမမဲ့မဲ့မဲ့အတွေ့တစ်ခုကခေါင်းထဲကိုဝင်လာတယ်ကွာ။ဒီရင်နာတွေကိုငါပြန်မပေးတော့တိုင်တဲ့ချိန်ကဘာလုံးနိုင်မှာလဲပေါ့။ အပြီးတော့ငါကြားဘူးတာတိုင်နေရှင်နေဆိုတာသူတို့ပိုင်တဲ့နေတွေကနေထွက်မရနိုင်ဘူးဆိုတာကြားဘူးတယ်တစ်ဖက်ကလည်းဘုံမိုးကျိုးရဲ့သားတွေတပည့်တွေကငါတို့တွေဘုံမိုးကျိုးကိုတတ်လိုက်တယ်ဆိုတာသိသွားကြတယ်မဟုတ်လားဒါကြောင့်မေရောမနေလို့မဖြစ်တော့ဘူးဆိုပြီးတော့ချက်ချင်းမေရနာတစ်တာလေးကိုတဲပြီးတော့ရှမ်းပြည်ကနေထွက်ပြေးခဲ့ကြတာအဲ့မော်လေကြောင်းအန်းနဲ့ဟိုဒါဒါဆိုရင်အဘိုးတို့ထွက်ပြေးတယ်ဆိုတာဘုံမိုးကျိုးလိုက်တယ်လို့မဟုတ်ဘဲနဲ့ရေနာတွေကြောင့်လည်းပါတာပေါ့အမှန်ပဲငါမေးရဲ့ အေးငါတို့ပြေးလိုက်ရင်လည်းကာကွယ်ရေးတပ်ဖွဲ့တွေကလူတွေကလည်းရင်နာတွေကိုလိုချင်လာတယ်။ငါလည်းတို့ဝေစုခွဲပေးမယ်လို့ပြောပြီးတော့ရင်နာအချို့ကိုခွဲပေးလိုက်ရတယ်။အဒီလူတွေကလည်းအသေးဆုံးနဲ့တင်ကုန်ကြလာပါပဲ။ပြင်းပြင်းနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကုန်လုံးကလည်းတယောက်မှမကြံတော့ဘူး။အဆွေမျိုးတွေကတော့ဒီတိတ္တာကြီးခုနှစ်လုံးကအာမန်ပစ္စည်းတွေပဲလို့ထင်ပြီးတော့တယ်လာခဲ့ကြတယ်။မြန်သာမျိုးကိုရောက်ပေးမယ်ဒီရင်နာတွေကိုမြန်သာမျိုးမှတင်ထားလို့မလုံခြုံဘူးဆိုတော့တွေးမိပြီးတော့ဟော်ဒီတောင်ပေါ်ကို ပြောင်းရွှေ့လာခဲ့ကြတာပဲ။ ဟိုရန်နာတွေကဘာဖြစ်သွားလဲဗျရှင်းရှင်းပြောရင်တော့ငါအဲ့ဒီအချိန်တော့လောဘရမ်းတက်ခဲ့တယ်ကွာအဒီရန်နာတွေရှိတယ်ဆိုတော့ဘသူ့အောင်မပေးမသိကြင်တော့ရန်နာတွေမြုပ်နိုင်မှုနေရာတစ်ခုရှာကနေဟောဒီငကားကရင်းလှိုင်ကူကြီးကိုတွေးခဲ့တာပဲကွာအဲ့ဒါနဲ့အဲ့ဒီရန်နာတွေကိုတနေ့နည်းနည်းသိတဲပြီးတော့ဟောဒီကူကြီးတွေကိုပြောင်းရှင်းခဲ့ရတယ်ရန်နာတွေအကုန်လုံးကလည်းကူတွေကိုပြောင်းရှင်းပြီးမှငါကူတွေကလည်းပြန်ထွက်လို့မရတော့ရန်နာတွေပေါ်မှာစင်စာတစ်ခုကရှိတယ်ကွာ အဲ့ဒီချိန်သာအောင်မိပြီးတော့ငါအခုလိုလူစင်စင်းကလည်းပိတ်တာကြီးတောင်ဖြစ်သွားခဲ့ရတာပဲဟိုဒါဆိုရဲနာတွေကချိန်သာတိုက်ခတ်ထားရတယ်လားဘူးဟုတ်တယ်ငါမီးရဲ့ဒီရဲနာတွေကိုကိုကျိုးအတွက်အသုံးချတဲ့လူတန်းကအသေးဆုံးနဲ့တေးရတယ်ဟိုဒါဆိုအဖေနဲ့မေတေးရတာဒီရဲနာတွေနဲ့များဆိုင်နေမလားတိတ်ဆိုင်တာပေါ့အဲ့မောင်ရမင်းဖေငါသားစူးစမ်းရတာဝန္ဒနာပါတယ်ကွာဒီတနေ့တော့ဂူကြီးတဲ့ကိုစူးစမ်းလေးလာရင်းနဲ့ရဲနာတွေကိုတွေ့သွားခဲ့တယ် ငါသူ့ကိုရင်နာတွေကိုမယူဖို့အတန်တန်တားပါသေးတယ်။ဒါပေမဲ့ तू ကခေါင်းပါနေကွ။ရွှေပြားတွေကိုရောင်းအောင်တည်သွားသေးတယ်။ဟိုဒါဆိုအဖေနဲ့အမေကိုသူများတွေတတ်လိုက်တယ်ဆိုတာရင်နာတွေရဲ့ကျိန်သာပေါ့နော်အဘူ။ဟုတ်တယ်ငါမေရဲ့။ရင်နာတွေကိုကိုကျိုးသုံးတဲ့လူတန်းကဒီလိုပဲတည်ခဲ့ရတာကိုနောက်မှသိတယ်။အဲခုနကမင်းကိုကယ်လိုက်တဲ့လူကမင်းရဲ့အဖွားပဲကွ။ဟမ်အဖွားအဖေကဘာဖြစ်လို့ထေသွားတာလဲဘိုးရဲ့။အေးမြိုင်သားမျိုးကိုပြင်းနေတဲ့လမ်းမှာမင်းအဖေကနေမကောင်းဖြစ်တယ်လေ ။တမားတော့ပြောင်းဖို့ငွေကြေးကလည်းတိတ်မရှိဘူးဆိုတော့အရိယနာတွေတည်းကနေရွှေတပြောင်းကိုထုတ်ပြီးတော့ကူသားလိုက်ရတယ်။မင်းဘွားကလည်းအဲ့ဒီရောင်းကနေမသေးပေမဲ့လက်ကျိတ်ခံရပြီးတော့သေသွားခဲ့ရတယ်။ဟိုဒါဒါဆိုဥလေးကြတော့ဘာဖြစ်လို့မသေးတာလဲ။ငါရေနာတွေကိုတဲပဲတဲလာခဲ့တာကွာ။ငါကိုကျိုးအတွက်တပြားချက်မှမတုံးဘူးကို။ဟိုဒါဆိုရင်အဖွားအစိမ့်တွေဖြစ်ပြီးတော့ရေနာတွေကိုစောင့်ချောက်နေရတဲ့သဘောလား။အေးအဲ့ဒီသဘောပဲဖြစ်လိမ့်မယ်ငါမြင်။ ဥပဒါလည်းအိုက်မောင်ရဲ့ပခုံးကိုပုတ်လိုက်ပြီးတော့ကဲအခုတော့ဘာမှမပူနဲ့ကျုပ်ရင်နာတွေကိုနေရာမှာပြန်ပို့ပေးဖို့ရောက်လာခဲ့ပြီဗျအိုက်ဆန်ကလည်းခေါင်းချိန်ပြီးတော့ဧသူပြောတာမှန်တယ်ငါမီးရဲ့ငါ့ကိုလည်းကျုပ်ဖို့လို့ဖို့အချိန်နီးပြီလို့တိုင်နေရှင်တယောက်ကလာပြောသွားခဲ့ပြီအသူလွတ်လိုက်တဲ့လူဆိုတာဒီလူပဲဖြစ်မယ်ကွအိုက်မောင်လည်းမျက်ရည်တွေဝေးလာပြီးတော့ဖြစ်မှာဖြစ်ရလေအဖိုးရ ကျုပ်အပြစ်မှန်တွေကိုတီးလိုက်ရပြီဆိုတော့ဘသူ့အမှာအပြစ်မတင်ချင်တော့ပါဦးဖိုးရဲ့ကျုပ်မိဘတွေတည်ခဲ့ရတယ်ဆိုတာလည်းမတော်လောဘကြောင့်ပဲဗျအဖိုးကုလို့ပြရတာလဲကျုပ်တို့ရှမ်းရွာကြီးဒီတောင်ပေါ်မှာပုံချိုးကွယ်ချိုးလာနေရတာဒီအားလုံးကအဲ့ဒီလောဘကြောင့်ပဲဗျပြီးခဲ့တာနေပြန်ပြောမနေပါနဲ့တော့ငါမြည်ရဲ့အားလုံးကအဖိုးရဲ့အမားတွေဗျအဖိုးသာအဲ့ဒီအချိန်ကလေးကရဲနာတွေပေါ်မှာလောဘမတက်ခင်ဒီလိုအဖြစ်မျိုးဖြစ်လာခဲ့မှာမဟုတ်ဘူးကွာဥပဒါလည်းအရှိတို့သွားပြီးတော့ မမနဲ့အမှန်ပြန်မှာပေါ့ဥပဆိုင်အဲ့ဆိုင်ကလည်းဥပသာကိုကြည့်ပြီးတော့ကဲကျုံတော့လိုက်ခဲ့ကြပါဗျအဲ့ဒီလိုပြောပြီးတာနဲ့ဂူကြီးတဲကိုဆက်ဝင်သွားတယ်ဗျာကျုပ်တို့ကလည်းဆက်ဝင်လာခင်းနဲ့တဏျာကိုရောက်တော့အရှိမဂူနယံကြီးတခုကိုတွေ့လိုက်ရဂူကြီးကလည်းဂူပဲကြီးဖြစ်သွားတယ်ဟိုလဲဆုံးသွားပြီမဟုတ်လားဥပဆိုင်အဲ့ဆိုင်ကခေါင်းခါပြပြီးတော့ဟိုမင်းတို့မှထုလို့နှဲ့လို့ရတဲ့အရာတခုကများပါလာခဲ့ကြသလား ကျိုးတို့စီမှာပါတော်ဆိုလို့အိုက်မောင်ရဲ့တူမီတနဲ့ပဲရှိတယ်။အိုက်ဆန်လည်းနေရံကိုလက်ညှိုးထိုးပြပြီးတော့ကဲဒီနေရာကိုခဏလာလေးသာထုထည့်လိုက်ပါ။အိုက်မောင်ကသူလုံးမလို့ပဲဗျ။ဒါပေမဲ့သူ့ခြေတော်တစ်ဖက်ကဒဏ်ရာရထားတော့ကောင်းကောင်းမရနိုင်ဘူးဖြစ်နေတယ်လေ။ဒါလည်းပဲအိုက်ဆန်ရဲ့လက်ထက်ကတနက်ကိုလှမ်းယူလိုက်ပြီးတော့နေရံရဲ့အရှိမရက်လိုက်တယ်။တနက်ကိုတေချာခိုင်ပြီးတော့တနက်တင်နဲ့ကြောက်ကူရဲ့နေရံကိုထုထည့်လိုက်တယ်ဗျ။သုံးလေးချက်လောက်အာကုန်ထုလိုက်တော့ဂူနေရံကကြောက်ကူကိုတစ်ခုကွဲသွားတယ်လို့ကွဲထွက်သွားတယ်။ တေချာကြည့်မှာဂူနယ်ကကြောက်တယ်မဟုတ်ဘဲနဲ့ရှုံနေကပ်ပြီးတော့ပိတ်ထားတာဖြစ်နေတယ်။လူဝင်လို့ရအောင်နယ်ယုံတနက်တွေနဲ့ရိုက်ထည့်ပြီးတော့အပေါက်ဖြစ်အောင်လုပ်နေရတယ်ဗျ။နယ်ယုံခက်မြမြပွင့်လို့သောနဲ့အောက်ကထုထုနေနေဒူမီတနက်ရဲ့မောင်းကိုလက်ကသွားဆွဲမိတယ်။မောင်းရဲ့တန်လေးကိုအနောက်ဘက်ကိုဆွဲမိသွားတယ်ဗျ။မောင်းရဲ့တန်လေးတနက်ကိုပြေးရိုက်တော့ကြည်ရင်မီးပွင့်ထွက်သွားပြီးတော့ကြည်ဖြစ်ထားတဲ့တနက်ကလည်းဒိုင်းကနေပြင်းမိသွားတယ်။အနောက်မှာရက်နေတဲ့ဥပဒါတော်မှမိမိကလွားလို့អော်ပြီးတော့ဝှေ့ချလိုက်တယ်ဗျ။တယောက်မှမထီတော့တော်သေးတယ်ဗျို့။ အလက်ကောင်ရတို့တွေရေနာမရခင်မตาပေါ်တော့မှာပဲမေးလို့လိုက်အမြဲတလွဲရကြီးပဲကွာ။ဩကျုပ်လည်းမထင်တော့လို့ပေါ့ဥပဒါရ။အပေါက်ကလူကြီးတယောက်ကုန်းပြီးတော့ဝင်လို့ရတဲ့အနေထားဖြစ်သွားတာနဲ့ကျုပ်တို့တွေကလည်းအကုန်ဝင်လာခဲ့တယ်။အိုက်ဆန်ကလည်းတော်တော်ဥနှောက်ကောင်းတဲ့လူပဲဗျ။ကျောက်ကူခန်းကြီးရဲ့တစ်ဖက်ကိုရှုပ်နေနဲ့မှန်ပြီးတော့ပိတ်ထားတာဆိုတော့တော်ရင်လူကမောင်ကြီးမဲကြီးတဲမှာကျောက်ကူနေရည်လို့ထင်သွားကြမှာအမှန်ပဲအထဲမှာလေရင်နာတွေကပုံထားတာအပုံလိုက်ပဲဗျတိတောင်ခုနှစ်လုံးသာဆိုတော့နေတော့မနေဘူးဗျ ရွှေပြားတွေဆိုတာလည်းအများကြီးပဲဗျာကြောက်တံပရံများတွေရောနောက်ပြီးတော့ဖျားဆင်းနှုတော်တွေလည်းအများကြီးပါတယ်ကျတို့အန်ဟောပြီးတော့ကြည်နေတုံးမှာအကိုကြီးကလည်းအခန်းထဲကိုဝင်းချလာရေနာတွေကိုကြည့်ပြီးတော့အကိုကြီးကတော်တော်ပြောသွားတဲ့ပုံပဲဟာရေနာတွေရေနာတွေမနှဲပါလားကွာငါတို့တော့ချမ်းသာပြီအကိုကြီးဒီရေနာတွေကဖျားပစ္စည်းတွေဗျကျတို့မမမောသိင်ပြောနေတော့ရှိသေးတယ်အကိုကြီးရဲ့အနောက်ကနေဘိုးရှယ်စီတို့အဖွဲ့တွေကရောက်လာကြပါရော ဘိုးဆက်ကြီးကလည်းကျုပ်တို့တနေ့နဲ့ထိုးချိန်ထားလေ။အေးရင်နာတွေကငါတို့ကြားထားတဲ့အတိုင်းမနေဘူးပဲကို။ကဲမင်းတို့တွေလှောအားပေးဖို့အချိန်ရောက်ပြီကွာ။ကျုပ်ကလည်းဥပဒါကိုကြီးလိုက်တယ်။ဥပဒါကလည်းခေါင်းညိတ်ပြတယ်ဗျ။ဝိုင်းပြပြဥပဒါရဲ့အကြံစီကလည်းရင်နာတွေကိုတဲထိုးဖို့ပဲဆိုတော့တဲရာတော့တဲရမှာပေါ့ဗျာ။ဂူဝင်မှာချထားခဲ့တဲ့ဖြင်ကြီးတွေကိုတောက်ယူပြီးတော့ရွှေတွေကိုခေါက်တုံခေါက်ပြန်တဲရကြ။ဟိုလူတွေကတော့ဝင်မတဲဘူးဗျ။ တနက်တွေနဲ့ကျုပ်တို့ချိန်လို့ဗျာဟိုဥပဒါကျုပ်တို့တည်ပြီးတော့ရင်ဒီလူတွေကအရှင်ထားပါမလားဗျအေးငါတို့ကိုတက်ပြင်မှာချိန်သေးတယ်ကွာအကိုကြီးကလည်းပြည့်ရူပြည့်တဲ့နဲ့ဟောသူသူတို့ပြောတော့ကျုပ်ကျုပ်တို့ဝေသူခွဲပေးမယ်ဆိုဗျာအော်မင်းတော်တော်တုံးတဲ့အကောင်ပဲကြီးကောင်ရဲ့ဒီကောင်တွေကငါတို့ကိုခွဲပေးပါမလားကွာတော်တဲ့တောင်ထဲမှာလူမသိသူမသိအောင်တက်ပြင်ခဲ့မှာပေါ့ကွာ အော်မဖြစ်နိုင်ပါဘူးဥပဒါရဒီအနာတွေကသူတို့ဆယ်သက်စားမကုန်မများပြားလုံးနေမဟုတ်လားအော်ကျုပ်တို့ကိုပေးမှာပါဗျဘာလို့လူနဲ့ရွှေတွေကိုတင်ရင်းနဲ့နောက်ဆုံးတစ်ခေါက်ကိုရောက်လာခဲ့တယ်လူတွေကလည်းတော်တော်မောပန်းနေပြီပေါ့ဗျာရွှေတင်ရင်းနဲ့ဂူဝါနောက်ကိုရောက်မှာဂူအောက်ကနေတက်လာတဲ့မောင်ဦးကိုဘိုးရှက်တီးကခြေလုံးမြူတဲ့နဲ့ထိုးချင်တယ်မောင်ဦးကလည်းတန်တော့နဲ့ဟိုဆရာကြီးဒါဒါဘာလို့ထားလဲဗျမိတော်ဝင်ကြည်ပြီးမောင်ဦးရဲ့ ဝူရှက်စီကလည်းမောင်ဦးရဲ့ရင်ဝါကိုတနက်နဲ့ပြစ်ချလိုက်တော့တယ်။မောင်ဦးတယောက်ကလည်းတနက်ကြီးထိပြီးတော့ငကားလေချောင်းပေါက်အတိုင်းဟိုးအောက်ကိုပြုတ်ကျသွားတော့တယ်ဗျ။သူတို့ချင်းချင်းပြန်သက်ကုန်ပြီဆိုတော့ကျုပ်တို့ကလည်းရွှေထုတ်တွေကိုပြစ်ချလိုက်ပြီးတော့ငကားကနေနဲ့ကကြောက်ဆောင်ကြီးတွေရဲ့အနောက်မှာပေါ်အောင်လိုက်ကြတယ်။ကံကောင်းကျင်တော့ကျုံသားမှာကြောက်ဝိတ်တလုံးကကြာနေတယ်ဗျ။ဖြွင့်ကြည့်လိုက်တော့စီစုဘူးတွေနဲ့ဗျ။ကျုံလဲဘိုင်းဆာသာနဲ့စီစုဘူးကိုကြောက်တုံးနဲ့တိုက်ဖြွင့်ပြီးတော့စားနေမိတယ်။အကိုကြီးကတော့တော်တော်ထိတ်လန့်နေတယ်ဗျ။အဲ့မောင်တဲ့ဦးအောင်ရှင်ကအောက်မှာကျန်းနေခဲ့တယ် ဲ့မော်ခြေတော်ကိုထိထားတာဆိုတော့ဂူဘုံပြန်မတက်နိုင်ဘူးမဟုတ်လားဗျ။ကဲတွေ့ပြီလားအကြီးကောင်။သူ့တပည့်အိုတော်ပြစ်တက်လိုက်တယ်ဆိုမှတော့ငါတို့အရှင်ထားပါမလားကွာ။အကိုကြီးကလည်းငုံမဲမဲနဲ့တော့တော့ပါပြီဗျာ။ကျုပ်ကျုပ်တို့တော့ဖိတ်ကုန်ကြတော့မှာပဲ။ဂူဘုံကနဲ့ကျုပ်တို့နေရာနေရာနည်းနည်းလှမ်းသေးတယ်ဗျ။ကူဘောဝါကိုတက်ပြေးတဲ့အချိန်မှာဟိုဟာတနက်နဲ့လှည့်ပြင်းထိနိုင်တယ်။ဒါကြောင့်မဲကြောက်ချုံကိုကတ်ပြီးတော့ပုံနေရတယ်။အလက်ကောင မင်းကလေကွာငတိကြနေသေးတယ်ကွာဘာဖြစ်လဲကိုကြီးဟာသေမဲ့ဆိုရင်တော့ဝါဝါစားပြီးတော့သေတာပိုမကောင်းဘူးလားဗျဟိုလူတွေကတော့သူတို့ချင်းချင်းစကားအော်ပြောနေကြတယ်ဟိုဆရာကြီးမောင်ဦးကဘာဖြစ်လို့နှုတ်ပေးလဲရတာလဲအေးမောင်ဦးကလူဘိုးကွာဒီကောင်ရှိနေတာဝေစုတစ်ခုပို့ပေးလဲရတာပဲရှိမယ်ဟိုဒါဒါနဲ့ကျွန်တော်တို့ကတော့လူပိုတွေမဟုတ်ပါဘူးနော်ဆရာကြီးမင်းတို့ကတော့ငါလက်ယုံတပည့်တွေပါကွာဟို ဆရာကြီးဟိုကျုပ်ကျုပ်တို့မတက်ဘူးလို့အာမခံသလားအော်မင်းတို့ကတော့ကွာမင်းတို့ကိုတက်လိုက်မှတော့ငါဒီရွှေထုပ်တွေကိုတယောက်တည်းတင်နိုင်မှာတဲ့လားကွာဟိုလူတယောက်ကလည်းသူတို့ချင်းချင်းအဆင်ပြေသွားတော့မှကျုပ်တို့ဘက်ကိုလှဲ့လာဟိုတော်သားတွေပုံမနေနဲ့ထွက်ခဲ့ကြတယ်မထွက်ဘူးဗျာလုံးဝမထွက်ဘူးအေးမထွက်ရင်ပြစ်တယ်ကွာအဲ့လိုပြောပြီးတော့ကျုပ်တို့သနဲ့နဲ့လှမ်းပြေကြတယ် ကျောက်ဆက်မိုးမျော်တွေကလူလူကိုယ်စားလောက်ကောင်းကောင်းပုံးလို့ရတယ်ဆိုတော့ကျုပ်တို့မထီဘဲနဲ့ကြောက်တုံးတွေကြီးထီကုန်တယ်။အဒီလူတွေကအချက်20လောက်ပြစ်ပြီးတော့လက်လျှော့လိုက်တယ်။ကျုပ်စိတ်ထင်တော့ဒီလူတွေစီမှာကြည်တယ်များများဆားဆားပါလာပုံမရဘူး။ထွက်ခဲ့ဆဲမှာကွာမင်းတို့မတက်ပါဘူးကွာ။မထွက်ခဲ့ဘူးဗျာ။ခမရတို့ကကို့လူကိုယ်တော်ပြန်တက်တာဗျ။ကျုပ်တို့မတက်ဖဲနေမလား။ဩငါမတက်ပါဘူးဆိုနေမှာကွာ။မင်းငါတို့စိတ်တူအောင်မလုပ်နဲ့တော့။မင်းတို့ဒီတိုင်းနေလို့လဲဂူတွေကထွက်လို့ရမယ်မထင်နဲ့ကွာ။ အင်းမင်းတို့ထွက်ရင်ငါလှမ်းပြစ်တယ်။ဥပဒါလည်းပုံနေရအောင်နေထွက်လိုက်တယ်။ကဲငါမင်းတို့နောက်ဆုံးအနေနဲ့မြစ်တာရက်ခံပါတယ်ကွာ။ဒီရင်နာတွေကဖျားပစ္စည်းတွေကွာ။မင်းတို့နဲ့လည်းမထိုက်တယ်။မင်းတို့လောဘတန်ရင်တေကြအောင်ပါပဲ။အဖိုင်ကြီးကအခုမှရွှေပြည်တရားလာဟောနေတာပါလားဗျ။ဘူရှက်စီကလည်းမောင်မောင်တာကိုကြည့်လိုက်တော့မောင်မောင်တာလည်းရိုင်ဖယ်တနက်ကိုဥပဒါစီကိုလှမ်းချိန်ပြီးတော့ပြစ်ထဲလိုက်တယ် ဒိုင်းကနေကြည်တန်ထွက်သွားပြီမဲ့ကြည်တန်ဥပဒတော်မထီဘဲနဲ့ဘေးကနေချော်ထွက်သွားတယ်။ဥပဒတော်လည်းမောင်မောင်တာတို့စီကိုတလှမ်းချင်းတိုးကပ်သွားတယ်။မောင်မောင်တာရောမြင်းမောင်ပါဥပဒတော်ကိုတနက်နဲ့လှမ်းပြကြတယ်။တဖြည်းဖြည်းကတ်လာတာတောင်မှကြည်ရမထီဘူးဗျ။ဘိုးချက်စီကလည်းပြုံးပြီးတော့အော်ကြည်ရတာခမည်းစီမှာပစ္စည်းကောင်းလေးရှိနေပုံပဲဗျ။ဘိုးချက်စီကလည်းဥပဒတော်စီကိုဆက်လက်နဲ့တစ်ခုနဲ့လှမ်းပြထဲလိုက်တယ်။ဥပဒတော်လည်းဆက်လက်နဲ့ကိုလက်နဲ့ဖမ်းထားလိုက်တယ်။ လက်ဆတ်တတ်တော့မင်းဟာပညာတွေတက်နေပါလားဘိုးရှက်စီးရဲ့။ဩတိုက်တူးသွားမယ်ဆိုတဲ့ကတိုင်နေရှင်တွေပရာလောကသားတွေနဲ့တွေ့မယ်လို့ထင်ပြီးသားပါဗျ။ဒါကြောင့်ပဲကျောက်ကဒေါင်းစိအောင်ပြင်ဆင်လာခဲ့ပါတယ်ဗျ။ဥပဒါနဲ့ဘိုးရှက်စီးတို့ကလည်းတယောက်နဲ့တယောက်ပညာဆက်တွေနဲ့တိုက်ခိုက်ကြတယ်ဗျ။အကိုကြီးကလည်းကျောက်လက်ကိုဆွဲပြီးတော့ဟိုလက်ကောင်ဒီလူတွေရှုပ်ထွေးနေတော့ငါတို့ပြေးကြမယ်။အကိုကြီးကဂူဘဝစီကိုထပြေးပါဦးဗျ။ကျောက်ကလည်းကျောက်ဘွေးကိုလွယ်ပြီးတော့ထပြေးရတ မောင်မောင်တားနဲ့မြင့်မောင်ကျုပ်တို့သနဲ့နဲ့လှမ်းပြတယ်ဗျအကြီးတန်းတောင်ဆိုရင်ကျုပ်လွယ်ထားတဲ့ကျောပွေးကိုရှက်ထီသွားသေးတယ်ဗျကျုပ်တို့ညီကိုနဲ့အနောက်ကိုမောင်မောင်တားတို့ကပြေးလိုက်လာတယ်ဗျကျုပ်တို့ကလည်းဂူပြေကိုရောက်တဲ့အချိန်မှာအာယုံတက်နေပြီးတော့လင်းလောင်လင်းနေပြီမောင်မောင်တားတို့ကလည်းကျုပ်တို့နောက်ကနေထက်ချက်မကွာလိုက်လာတယ်ဂူဘဝရဲ့အပြင်ကိုရောက်တော့လူတစုကဂူပြေမှာရောက်နေတယ်အဲ့ဒါတော့ရှမ်းရွာရွာလူကြီးရဲ့အဖေနဲ့လူကြီးအချို့ရဲ့ပဲဗျဟာအဖေပါလား ကျုပ်ကအော်လိုက်တော့ရှိသေးတယ်အနောက်ကမောင်မောင်တာလှမ်းပြတဲ့ကြည်တန်ကကျုပ်လံမောင်းကိုရှက်ထီပြီးတော့ကျုပ်ကလည်းအရှိ့ကိုလဲကြသွားတယ်အကိုကြီးကလည်းကြောက်တုံးတစ်ခုနားမှာဝိတ်နေတယ်ဗျအဖေနဲ့ပါလာတဲ့လူတွေကလည်းတနက်တွေနဲ့ဗျမောင်မောင်တာနဲ့မြင်းမောင်ကိုတနက်တွေနဲ့ပြန်ပြီးတော့ပြေးကြတယ်ဟေးကောင်းလေမင်းတို့လက်နဲ့ချလိုက်ပါမင်းတို့ပြည်သူရဲတွေဝိုင်းလာပြီကွာမင်းတို့ပြေးမလို့တော့မောင်မောင်တာနဲ့မြင်းမောင်ကလည်းအရှုံးမပေးဘူးဗျတနက်နဲ့ပြန်ပြစ်တယ်ရဲတွေနဲ့မောင်မောင်တာတို့ကလည်းကျုပ်တို့ခေါင်းပေါ်ကနေကြော်ပြီးတော့တစ်ဖက်နဲ့တစ်ဖက်ပြစ်ခဲကြတယ်ဗျ ဥပဒါလဲဂူတွေကနေတက်လာတယ်ဗျာမမောင်တာနဲ့မြင့်မောင်နေရင်အုပ်ထဲလိုက်တာဟိုနှစ်ယောက်ကလည်းခွေခွေလေးလဲသွားဒီတော့မှရဲတွေကလည်းပြည့်တက်လာပြီးတော့ဒီနှစ်ယောက်ကိုဖမ်းလိုက်ကြတယ်ဗျဘိုးရှက်စည်းကိုလည်းအရှင်ဖမ်းမိတယ်ဟိုအဖေအဖေတို့ဘလို့ဖြစ်ပြီးတော့ဒီကိုရောက်လာကြတာလဲအေးမင်းတို့ရောထွက်သွားပြီးတော့ဥမောင်လွင်နဲ့ဘာသာအဖွဲတွေကရောရောက်လာတယ်ကွအဲ့ဒီမှာပဲငါတို့အလိန်ခံလိုက်ရတယ်ဆိုတာသိလိုက်ပြီးတော့မြိုင်သာကတဲကိုအကြောင်းကြားလိုက်ရတယ် အဒီလူတွေကရသွေဘေးကနေထွက်ပြေးနေတဲ့လူတွေမှသိလဲရပြီးတော့တောင်ပေါ်ကိုလိုက်လာခဲ့ကြတာပဲရှမ်းကောက်ကိုရောက်တော့မှမင်းတို့ဒီကိုသွားမှသိလို့လိုက်လာခဲ့ကြတာကွာတော်သေးတော့ဗောအဖေဟာအဖေတို့အချိန်မီရောက်လာပြီလို့သာဗောအဲ့ဒီကမှရှမ်းကောက်သကြီးကလေဟိုအိုက်မောင်ရောဟာဟုတ်တယ်အိုက်မောင်အိုက်မောင်ဂူထဲမှာကြံနေခဲ့တယ်ဗျဟိုသူ့ကိုသူ့ကိုသွားခဲ့ကြပါဦးဗျအားလုံးပြီးသွားပြီလူသောသောယောက်ကအဖမ်းခံရတယ်မောင်ဦးရဲ့အလောင်းကတော့ဂူထဲကိုကျသွားလို့မရတော့ဘူး ိုင်မောင်ခက်ခက်ခဲကျိုးနေဆွဲနေရတယ်။ဖျားရဲ့နာတွေကိုလည်းလူကြီးဆောင်ကအချိန်မှပဲရဲ့လက်ကိုအပ်လိုက်ကြတယ်ဗျ။ဒါပေမဲ့အိုက်ဆန်တဲ့သူမိမတွေကိုတော့လုံးဝမတွေ့တော့ဘူးဗျ။ရင်နာတွေရလို့သူတို့ပဲကြွသွားကြတာလားတော့မသိဘူး။အိုင်မောင်မေးတော့လေအိုင်မောင်ကဘာမှပြန်မပြောဘဲနဲ့ငန်ငန်ကြီးဖြစ်နေတယ်။အားလုံးပြန်ချောင်းရရင်တော့လူစိုးတွေကထောင်းတီးတီးကြသွားတယ်။သူတို့ကအရင်ကလည်းပြစ်မှုတွေကျူးလွန်ခဲ့တယ်မဟုတ်လား။အဖေတို့မြန်မာမျိုးကောင်စီကပူပေါင်းပါဝင်ကွန်ကြီးမှုအတွက်စူးချလိုက်တယ်ဗျ။အဖေအပစ္စည်းတွေကိုတော့နိုင်ငံတော်ကိုအပ်လိုက်တယ် အချို့ဘက်ကလည်းဖျားတဆူဆူတဲ့ကိုပြန်ပြီးတော့ထာပနာပေးမယ်တဲ့ဗျပြန်တွေ့ကြည့်တော့လည်းမတရားဘူးဗျစွန်သားကတော့ကျုပ်ရဲ့အကိုကြီးရဲ့ဥပဒါရဲ့စွန်သားအပြင်မဲ့စုရတော့ဇီးကုန်းရသကြီးဥပမောင်းဆိုပြီးတော့စုရတယ်ဗျအကျုပ်ရလိုက်တော့တော့ပခုံးကတနက်တန်ရပဲဗျအတည့်ရတော့နွားเจ้าနေတဲ့ဥပဒါနဲ့တွားတွေ့တယ်ဟိုဥပဒါကြီးကျုပ်တို့ကရင်နာတွေကိုနိုင်ငံတော်အပ်လိုက်တယ်ဆိုပေမဲ့သူတို့ကအလွဲသုံးသားလို့ဘယ်လိုလုပ်ကြမလဲဥပဒါ ။အော်လှုပ်ရဲလှုပ်ဆန်းပါသေးကွာ။ DNA တွေမှာဘလို့ကျင်သာရှိတယ်ဆိုတာမေးသိတယ်မဟုတ်လားအလက်ကောင်။ဟိုရဲနာတွေကိုကိုကျိုးအတွက်အသုံးချတဲ့လူမှန်သမားကအသေးဆုံးနဲ့သိရမှာမဟုတ်လား။ဥပဒါလည်းခေါင်းငိတ်ပြီးတော့လှည့်ထွက်သွားပါတော့တယ်ဗျာ။အထုံးစံတိုင်းလေးလေးတချွန်ချွန်နဲ့ပေါ့။ကျွန်တော် channel ကနေအခုတင်ဆက်ပေးသွားတဲ့ဇလန်ကောင်းလေးကတော့ဆရာကတော်ကိုရန်ရေးသားထားတဲ့သုံးဒီဥပဒါနဲ့ဖရာသားအတွဲခွနစ်စာသင်၁၁ပဲဖြစ်ပါရဲ့ခင်ဗျာ။ ။နောက်မြန်မာလည်းဒီတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇာလင်ကောင်းများကိုတင်ဆက်ပေးသောမှာမို့ဆောင်းမြော်အားပေးနားဆင်ကြပါအောင်ခင်ဗျာ။နားဆင်အားပေးကြတဲ့ပရိသတ်တယောက်ချင်းတူလေကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ။ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒ